皆さんこんにちは。今日は大雲中華のボボについて話しましょう。一番ががでてべはてまじゃろそうだそれでべねとまえ。バプレインファー HDE HDE な now ပထမကနာအေးချစ်တဲ့မှာဆိုရင်နာကိုဖြောရမယ်။နောင်မှာဆိုရင်ဒါနမတွဲဘူး။နာအေးချစ်တဲ့မှာလည်းဒါနမတွဲဘူး။နောင်မှာလည်းဒါနမတွဲဘူး။နန်ချီနှင့် တို့ချကိုစလူကရှိလာပဲတဲ့ခွာဆိုင်ဘယ်ချိန်မှရောက်မလဲဆိုတာရှာဖွေပေးပါကစွာကဒီမှာတွင်ဆိုတာဒီပန်လေးဆိုရင်ကဒူကလာဘလို့လဲဆိုတာကဒူကလာဘလို့လဲဆိုတာဘပလင်းဖာအဂျီတီနိုင်ဂျီတီနောင်းနိုင်ဂျီတီနဲ့နောင်းမှဆိုရင်ဒါနမတွေ့ရဘူးဆူဇက်ကီတီခူလူကဒူကမဲလို့တဲ့ဟန်ချီကိုခွာဆိုင်တက်ရမလားတက်မရဘူးလားဆိုတာကိုအီမေးနဲ့အကြံပြန်ပေးပါ လာမလားဆိုတာဆိုရင် ကဒုကရှိခင်ကကိုကကိုဆုလုကဒုကမတဝါကလီမဆိုင်ဆမွေကအောင်လားမအောင်လားဆိုတော့မအောင်လားဆိုတော့အခုဒီနားမလဲသေးဘူးဘတ်တယ်မိမပတ်ချိမယ်ဘတ်တယ်မိမပတ်ချိမယ်ဘတ်တယ်မိတယ်မို့အေးဒက်စကပတ်ချိလို့ရမလားဘတ်တယ်မိတယ်မို့အေးဒက်စကပတ်ချိလို့ရမလားဘတ်တယ်မိတိုင်းတဲ့ပတ်ချိခြင်းနဲ့ဘတ်တယ်မိတိုင်းတဲ့ပတ်ချိခြင်းနဲ့ မှာဆိုရင်တခုခုပတ်ကြည့်မယ်ဆိုရင်ပတ်တဲ့မိမတပ်ပဲတဲ့မိမစာကြည့်မယ်တပ်ပဲတဲ့မိတဲ့မိုအီဒက်စ်ကစာကြည့်လို့ရမလားတပ်ပဲတဲ့မိတိုင်းတဲ့စာကြည့်ခြင်း ਨੇ ဣတဲ့မိမစာကြည့်မယ်ဣတဲ့မိတဲ့မိုအီဒက်စ်ကတွားကြည့်လို့ရမလားဣတဲ့မိတိုင်းတဲ့တွားကြည့်ခြင်း ਨੇ နောက်တစ်ခုမှထားရမှာက EA ချစ်တဲ့ EA ချစ်တဲ့မှာဆိုရင် EO ပြုတ်စပောင်း ဤရောဖြစ်ပြီးစာပေါင်းလိုက်တဲ့စဉ်သူ့ရဲ့အိဘယ်ကနောင်အိဘယ်ရတဲ့အတိုင်းတိုင်းဆိုရင်စာပေါင်းနေအတိုင်းတိုင်းဆိုရင်စာပေါင်းနေဆိုပြီးမှတ်ထားမှာပါနာစီတဲ့ဆိုရင်နာကိုဖြုတ်စာပေါင်းလိုက်ရင်နောင်ဖြစ်သွားမှာပါတာကာဤတာကာစအုံမွေဤအုံမွေစโอเคอีโอเคซะนากาอีนากาซะนายจิจิဆိုလဲနားကိုဖြုတ်ရတော့တိုင်းဆက်ဆက်နတိုင်းဆက်ဆက်ဆက်နောက်တစ်ခုမှတ်ထားမှာကအီကိုဖြုတ် အစစ်တဲအိမ်မှာဆိုရင်အီကိုဖြုတ်နားရင်စစ်တဲမှာလည်းနားကိုဖြုတ်ပြီးရင်မိပေါင်းမိပေါင်းလိုက်တဲ့ဆိုရင်တို့တော့မှဆိုရင်ဒီနေရာမှာဘာနေလို့မှဆိုရင်နောင်ဖြစ်သွားမယ်အီရဲ့ချစ်ချစ်ဆိုရင်အီကိုဖြုတ်နားရင်စစ်တဲကိုနားကိုဖြုတ်မိပေါင်းတင်နောင်ဖြစ်သွားမယ်နောင်ဖြစ်သွားရင်သူ့ကိုကြတော့ခံစားချက်တွေမှာတော့မယ် emotional နဲ့ပတ်သက်တာဆိုရင်မိတုံးပြီးတော့ကြတော့အတိုင်းတိုင်းနဲ့ပတ်သက်တာဆိုရင်စကိုပေါင်းရပါတယ်ခံစားချက်တွေဆိုရင်မိကိုပေါင်းပြီးတော့အတိုင်းတိုင်းဆိုရင်စကိုပေါင်းရပါတယ် ဤရဲ့စစ်တင်မှာဆိုရင်ဤကိုဖြုတ်ဖြတ်ပြီးမိပေါင်းနားရဲ့စစ်တင်မှာဆိုရင်နားကိုဖြုတ်ပြီးမိပေါင်းမိပေါင်းလိုက်တဲ့ဆိုရင်ခန်းစားချက် emotional တွေကိုပြောချင်ရင်ဟာမိကိုပေါင်းပြီးတော့ကြတော့အတိုင်းအတာကိုပြောချင်တယ်ဆိုရင်ဤရဲ့နားရဲ့ကိုဖြုတ်ပြီးတော့စာပေါင်းပေးရမယ်ဒီမှာဆိုရင်ခိုဝါခါဝါခိုဝါဤဆိုရင်ခိုဝါမိကြောက်စရာကောင်းတဲ့ခန်းစားချက်ဤရနာဆိုရင်ဤရမိမနှမျိုးရဲ့ခန်းစားချက်ခန်းစားချက်တော့ပြောချင်ရင်မိပေါင်းရမယ်တိုင်းတာကိုပြောချင်တယ်ဆိုရင်စာပေါင်းရပါမယ်